အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ။ Real Madrid အသင်းကအခုလက်ရှိမှာဘယ်လိုပြောမလဲ Vinicius Junior ရဲ့ဒါလောကလာစာတောင်းဆိုမှုကိုတိတ်သဘောမကျဘဲနဲ့အခုလောလောဆယ်မှာစာချုပ်တိကိစ္စနဲ့ပတ်သက်လို့တော်တော်လေးငင်းပွားစရာဖြစ်နေတယ်။ ဆိုပြီးခဲ့တဲ့ရက်ပိုင်းကလည်း Sky Sport မှာတင်ထားပြီးသား Real Madrid က Vinicius ကအဲ့လာစာအများကြီးတောင်းတာဒီကိုမရက်ဘူးဓမ္မအများကြီးလုပ်နေမယ်ဆိုရင်သူ့ရဲ့ contract တတ်တာမကုန်ခင်မှာသူတို့နှွေးရတီမှာပဲသူ့ကို Saudi Arabia ပဲဖြစ်ဖြစ်တနေရာကိုသူတို့ရောင်းချသွားဖို့ပြင်ဆင်ထားမယ်အဲ့အတွက်ကြောင့်ဒီပြောင်းရွှေ့ခြေကို Euro 250တတ်မှတ်မယ်ဆိုပြီး Sky Sport ကတင်ထားတယ်တော့အခုလောလောဆယ်မှာ Real Madrid အသင်းကစားမတော်တော်များများနဲ့ပတ်သက်လို့ပေါ့လေစိတ်ဝင်စားစရာအခြေအနေတောင်းလျှောက်ရှိတဲ့အချိန်မှာ Vinicius Junior ကလည်းသူဟာ Mbappe လိုပဲအရေးပါတဲ့ကစားမတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် Kylian Mbappe ကို ပေးတဲ့လောကလာစာနီးတူရယူခြင်းတဲ့အကြောင်းလုံးဝမလျှော့ပဲနဲ့သူကဓမ္မအတိအကျလုပ်ထားတယ်။ဆိုတော့အဲ့ချက်က Real Madrid အသင်းဆိုတော့ Real Madrid က Kylian Mbappe ကိုလောကလာစာတပတ်ကိုဒါ6သိန်းယူရို6သိန်းပေးရတယ်။နောက်အဲ့ညမှာ Vinicius ကယူရို4သိန်းရတယ်။ဆိုတော့ Mbappe ရဲ့လောကလာစာဟာဒါအခုလောလောဆယ်အနေထားရ ဘယ်လိုပြောမလဲဆိုတော့ယူရို30တန်းထိ up to bonus အပါဝင်ရှိတယ် up to bonus အပါဝင်ရှိတယ်ဆိုတော့ तू က25တန်းလောက်ရမယ်25နဲ့26တန်းကြ sorry 28တန်းရမယ်အပူ bonus က4တန်းလောက်နဲ့သူ့ရဲ့ total bonus ကယူရို31တသမာ2တန်းရှိတယ်သူ့ရဲ့လောက်ခလာစတစ်နှစ်ကိုဒါပေမဲ့ Vinicius ကအခုလောလောဆယ်မှာတစ်နှစ်ကို15တန်းရတယ်ဒါပေမဲ့သူ့ရဲ့အပူ bonus တွေပဲပါဝင်ဆို20တသမာ8တန်းထိရတယ် ဒါပေမဲ့သူကဘာလဲဆိုအဲ့ bonus ကြီးကလည်းကျွန်တော်ပြောလို့ပေါ့လေဒီနေ့တာတွင် twin ကိုဘယ်လောက်ရရမယ်ကလပ်ကအောင်မြင်မှုဘယ်လောက်ရရမလဲကလပ်ကဘယ်လိုအခြေအနေရှိရမလဲသူ့ရဲ့ personal record ဘယ်လောက်ရှိမလဲအဲ့လိုမျိုးဒါသဘောတူညီမှုတွေသတ်မှတ်ချက်တွေကြောင်းသူက bonus ဆိုတာကရကြင်မှလည်းရမှာဆိုတော့ let law မှာ finisher junior ရဲ့ကားတဲ့ salary ကဒါ basic salary က15တန်းရှိတယ် euro 15တန်းဆိုတော့သူက finisher junior ရဲ့ agent က real madrid ကို demand လုပ်တာကအနည်းဆုံး salary ဟာ euro 30ကနေ25တန်းဖြစ်ရတယ် ဆိုတော့25တန်းဆိုရင်အမ်ပါပီနီးပါဖြစ်မယ်တား20ဆိုရင်တော့အမ်ပါပီထက်သူ9တန်း6တန်းလောက်နည်းမယ်အဲ့ဒါက basic salary အနည်းဆုံးဖြစ်မယ်တခြားခံစား권တွေပါတယ်ထပ်ပေါင်းရင် तू ကအနည်းဆုံးတော့27 28လောက်လိုချင်တယ်ဆိုတော့ salary ရဲ့သူ့ရဲ့လက်ရှိ current salary လောက်ခလာစားက15တန်း fixed salary က15တန်းခံစား권တွေပေါင်းပါ तू 20လောက်ရမှာ အဲ့ဒါကိုသူလက်ရှိမှာသူကလက်ရှိစာချုပ်သစ်မှာ Venetian ရဲ့ agent တောင်းဆိုတာကယူရို30 guarantee လိုချင်တယ်။ bonus ပါဝင်25%လောက်ထိသူတို့ target ထားမယ်။ ဒါအပြင်စာချုပ်တက်တန်းထပ်တိုးတဲ့အခါမှာ signing bonus အနည်းငယ်ထပ်ပေးရပြောရတာစာချုပ်တက်ထိုးတဲ့အခါမှာလေငါ့ကိုလက်မှတ်ထိုးချီထပ်ပေးရမယ်ဒါပေမဲ့အဲ့ဒါတော့အများကြီးတော့မတောင်းဘူးဒါပေမဲ့တင်းတင်းရောက်ပတ်တဲ့ amount တစ်ခုနဲ့သူ့ကိုထပ်ပေးရမယ်ဆိုတော့ Venetian ရဲ့ contract က2020ခုမှာကုန်မယ် Kylian Mbappe က2029မှာကုန်မယ်ဆိုတော့ Kylian Mbappe ကတော့ရှင်းရှင်းလေးသူ့ရဲ့ contract remaining က၄နှစ်ကျန်နေမယ် Venetian က၂နှစ်ပဲကျန်နေဆိုတော့အဲ့ဒီချက်တွေနဲ့တောင်းတဲ့အခါမှာ Real Madrid က ဗီနီရှက်ဂျူနီယာတောင်းဆိုထားတာဒီအားလုံးတို့က negotiate လုပ်မယ်ဆွေးနွေးပေးမယ်ဒါပေမဲ့မင်းတောင်းဆိုတဲ့အတိုင်းတော့မပေးဘူးငါတို့မင်းကိုဆွေးနွေးမယ်ညှိနှိုင်းမယ်အနည်းဆက်ဆုံး salary ကိုနှစ်ဖက်ကြားဆွေးနွေးကြမယ်ပြီးတာနဲ့အဆင်ပြေအောင်လုပ်မယ်တကယ်လို့ဗီနီရှက်ကအဲ့လိုမဟုတ်ဘူးမင်းငါတို့တောင်းဆိုတဲ့ demand တိုင်းပဲပေးရမယ်ငါတောင်းဆိုတဲ့အမောင့်တိုင်းပေးရမယ်ဆိုပြီးတော့အတင်းကျပ်လုပ်လာရင်တော့ Real Madrid က 2026လိုရာသီမှာဇာချုပ်တစ်နှစ်ပဲကြံမဲ့သူကိုဆော်ဒီအာရေဗျာကို ထုတ်ရောင်းမယ်တန်250လို့ဒီပြောင်းရွှေ့ချေသူတို့တတ်မှတ်မယ်ဆိုတော့အခုလောလောဆယ်ရေမတွေ့ရဲ့ current လောက်ခလာစာကိုကြည့်ရင်ခီလီယန်အမ်ဘပ်ပေရဲ့ဒါတစ်နှစ်စာအတွက် bonus အပါဝင်ခန်းစားခွင့်ရဲ့လောက်ခလာစာကတစ်ပတ်ကို euro 6သိန်းရတယ်ဒါတကယ်တော့နည်းတာเนาะအမ်ဘပ်ပေက parasite ကြံမိမှာတစ်နှစ်ကိုတန်း100လောက်ရတယ် လက်မှတ်ထိုးကြီးရောဘာရောပေါ့တော့ तू အတန်းတရာလောက်ရတယ်ရေမတွေ့မှာ तू 60ကျွန်တော်ရှော့ယူထားတာ तू က31ပဲရှိတာတကယ်လို့ခီလီယာပပ်ပိကပါရစစ်ဂျာမီမှာတနစ်ကိုတန်း80နဲ့တရာကြအတာလေးရတယ်ဒါပေမဲ့ရေမတွေ့ကိုပြောင်းချင်လို့လို့ထပ်ဝက်ကျော်မက तू ရှော့ယူထားတဲ့အချိန်မှာသူ့ရဲ့ salary က total အားဖြင့် euro 31တန်းက salary ရတယ်တခြားခန်းစား권တွေပေါင်းရင် total တန်းလေးဒါဘယ်လိုပြောမလဲတန်း40လောက်ထိရှိမယ်ဆိုတော့ Kylian Mbappe ရဲ့ salary ကအဲ့လောက်ရှိရှိမှာသူ့ရဲ့လုခလာစားကတစ်ပတ်ကို6သိန်း ိုက်နေရာမှာဘိုင်မြူနစ်ကနေ2020လုံးကပြောင်းလာတဲ့ဒါဗစ်အာလာဘာရဲ့ contract ကလည်းများတယ်။သူကတနစ်ကို22.5တန်းရပြီးတော့သူက4သိန်း3200ရပြီးတော့ finisher က4သိန်း ju bamlanga က4သိန်း rodrigo က3သိန်း2000နဲ့ federico belvati က3သိန်း2000ပြီးတော့မှအခု trent alexander arnold က3သိန်း2000အသီးသီးရပြီးတော့မှ tibo cotwa ကစာချုပ်တက်မှာ2သိန်း8000 antonio riga က2သိန်း8000 adam militao က2သိန်း8000 ဒါ Aurelio Tuchamandi နဲ့ Camavinga က2300နဲ့ Falamandi က2000ရတယ်ဆိုတော့အခုလောလောဆယ်အနေထားရမဒွိကအဲ့မှာ salary ပေးထားတဲ့ကြောက်ခမန်းလေးတွေပဲပေးထားတာပေးထားတော့တို့က Venetian ကိုတို့ကအမှန်တိုင်းပြောရင်တော့တို့ကလာစားမင်းတောင်းကျင်တဲ့ဒါတန်း20ကနေငါတို့ရှီကိုလာပြီးတော့ဟိုဘယ်ပြောမလဲ25တန်းကနေအနည်းဆုံး minimum တန်း20ပေးရမယ်25တန်း bonus အထိရမယ်နောက်လက်မှတ်ထိုးကြီးထပ်ပေးရမယ်ဆိုတာတွေကိုငါတို့ဆွေးနွေးမယ်ဆွေးနွေးလို့အဆင်ပြေရင်လက်ခံမယ်ညှိနှိုင်းမယ် မဟုတ်မင်းတောင်းထုတ်တာတွေပဲတောင်းလို့အဆင်မပြေဘူးဆိုရင်တော့ငါတို့ရီယာဒီမှာထုတ်မယ်ဖီနီရှာကိုယူရိုသား250ဆိုတန်းလာဘယ်သိလိုချင်းကြလဲဟာလန်နေပိုင်ခေါ်မှာခဏထားဖီနီရှာကိုယူရိုသား250နဲ့ရောင်းမယ်ဆိုတန်းလာအသက်ကတော့အမှန်တမ်းပြောရင်တော့သူကအသက်ကောင်းမရှိအချိန်ကောင်းမရှိဘလို့ထင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်